အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ယခုတခါဖတ်ပြပေးမယ့်ဝိထုတူလေးကတော့ဆရာညီပုလေးရေးသားထားတဲ့လွတ်လပ်စိတ်တိုင်းပြိုင်ပွဲဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါရရှင်။နားဆင်ပေးကြပါအောင်ရှင်။လွတ်လပ်စိတ်တိုင်းပြိုင်ပွဲပထမဆုံးတတိထားမိတာကတော့နှင်းယူဝေရဲ့မျက်နှာတီမျက်နှာထားပါပဲ။ ကျမကခလေးတွေကိုနေရာဒီမှာပကြီတင်တန်းပေးနေတာနေ့တော့ကြားခဲ့ပါပြီ။တမီနေဝေလောက်မျက်နှာကြောတင်းတဲ့ခလေးတယောက်မှမတွေ့ဘူးပါ။ပြီးတော့နေဝေက ပကြီတင်တန်းကိုဒီနေ့မှလာပြီးတော့တက်တဲ့အတပည့်အသည်။အစကဒီခလေးကမျက်နှာမရှင်ပြပါလား။ခက်တီတီနေတတ်တာသူ့အကျင့်ပဲလို့ထင်မိတယ်။ တင်းနန်းဆလို့တတိယမြောက်နေ့မှာ စပော့ရှယ်အကောင်စားဗဒောက်ရောင်ဝှစ်ထားတဲ့အသားဖြူဖြူနဲ့ဘောင်းမြေရှည်ဖြူရောင်ဝှစ်ထားတဲ့လူတစ်ယောက်ကတမီးနဲ့အတူလာခဲ့ပါတယ်။ရုပ်ချင်းတော်တော်တူနေတာကလည်းဒီလူဘသူလဲဆိုတာသိလိုက်ပြီးသားပါ။သူ့ဖေလိုက်လာတာဟာနှင်းဤဝေကိုပို့ပြီးတော့အာယုံဆိုင်စရာဖြစ်လာပါတယ်။တမီးရေးတဲ့လူပုံတွေကအချိုးမကျဘူး။ဒါကြောင့်အချိုးကျအောင်သင်ပေးပါဆရာမရဲ့တဲ့။သူ့ဖေကတောင်းဆိုနေပါဘောလား။ အနာကတမိလို့သူကတော့သူ့ဖေဒီလိုပြောတာကိုရှက်ယုံအားနာနေတယ်ချင်ပါရဲ့ခေါင်းကလေးငုံထားရှာတယ်တမိအသက်ဘယ်နှစ်ရှိပြီလဲလို့တမိကိုမော့ပြီးတော့မေးတော့၈နှစ်ပါကြောင်းဖွင့်ရင်သုံးနှစ်တက်ရမယ်တမိကိုစားသူ့ဖေကဝင်ဖြေတယ်အတွေ့အကြုံရတော့ဒီကလေးတွေအတွက် အချိုးအစားဆိုတာရှေ့တန်းတင်ရမယ်ပြဿနာမဟုတ်ပါဘူး အကိုကြီးရဲ့သမီးရေးတဲ့ပကြီကားတွေဟာသူ့အသက်ရွယ်နဲ့သူ့ကောင်းနေတာပါပဲ။ကျမကခလေးတွေရေးတာကို နေ့တိုင်းကြည့်ပေးစစ်ပေးပါတယ်။သူ့မှာဘာချွတ်ရင်းချက်ရှိနေလို့လဲ။ဟုတ်တယ်။အိမ်မှာလဲသူအမြဲရေးနေတာ။သူ့ဝါသနာပါလို့ကျွန်တော်အားပေးတာ။သူ့ရေးတဲ့ပုံတွေဟာအချိုးအစားမကိုက်ဘူး။လူပုံ လူပုံကတော့အချိုးအစားကြကြရေးနိုင်အောင်သင်ပေးပါ။ကျမစိတ်ထဲမှာပြုံးလိုက်မိတယ်။ တခါတော့ကပကြီဝါဒနာပါတဲ့ကလေးတယောက်ကိုမိဘတွေကမြေတောင်မြောက်ပေးကြပုံကိုပြေးပြေးတရေရမိတယ်။ပထမဆုံးကလေးကိုကျမရဲ့ပကြီကျောင်းပို့တယ်။နောက်တော့နိုင်ငံတော်ပကြီကျောင်းကပကြီဆရာတဦးကိုအိမ်ခေါ်တင်တယ်။ပကြီကျောင်းကအတင်းရိုးတိုင်းသူ့ကိုတင်ပေးပါတဲ့။သူ့ကလေးကညံကောင်းပြီးထူးချုံလို့လိုက်နိုင်ပါတယ်တဲ့။အဲ့ဒီကလေးဟာလည်းတုံနဲ့ကျောင်းသားပါပဲ။အခုပုံစံကလည်းတူနေပါပြီ။ အသက်နဲ့မလိုက်အောင်ကလေးကိုတက်စီခြင်းနဲ့မိဘမျိုးဟာသူတို့ရဲ့ညံကိုအထင်ကြီးတယ်။များများတင်နိုင်လေကောင်းလေလို့ယူဆတယ်။ကလေးရဲ့ထက်မြက်တဲ့ညံရီကနေလူကြီးရတဲ့ပကြီးမျိုးထွက်ပေါ်အောင်ငွေအားလူအားနဲ့ဖိလိုက်ကြတာဟာတိုက်စီရီလိုအုပ်ဆာရနုံနုံနဲ့မြေကြီးကိုရေချင်ပြီးတော့ကူးနေကြတယ်ထင်မကော။သမီးတဖြည်းဖြည်းနဲ့ပုံမှန်တိုးတက်သွားမှာပါ။ကျမခရုစိုက်ပါတယ်။အရွယ်ငယ်တဲ့အချိန်မှာသူ့အရွယ်နဲ့ကိုက်နေတဲ့ပုံစံတွေပဲရမှာပါပဲ။ ်အတန်းကြီးအသက်ကြီးလာတဲ့အခါအလိုလိုရသွားပါလိမ့်မယ်ခလေးပကြီးဆိုတာကျမကခလေးပကြီးဆိုတာလို့စလိုက်ရုံရှိသေးတယ်သူကနင်းနေဆင်မရတယ်ကျွန်တော်လည်းအချိန်မရလို့သွားလိုက်ပါအောင်မယ်ခလေးကိုအချိုးကျကျရေးတက်စေချင်တာပါတဲ့ဩအမှန်ကတော့ကို့သမီးရဲ့ညံရင်ညံသွေးနဲ့စိတ်နေစိတ်ထားတွေကသမီးကပကြီးရေးပြီးပြောပြနေတာပါဒါတွေကိုသမီးတို့မိဘတွေကမြင်အောင်မကြည့်ကြတာလေ ။ဘာတွေလဲမသိဘူး။ရေးတော့ရေးနေတာပဲ။ကိုကလည်းနားမလဲတော့တအိမ်လုံးလဲရှုပ်ပွားညစ်ပေနေတော့တာ။တွေ့ကြရနဲ့ချစ်ချင်နေလို့ရယူရတယ်တဲ့။မိဘတွေကနိုင်ရန်တွေစမ်းမြင်တွေစာအုပ်တွေညစ်ပတ်ပေးရင်မှစိုးရိမ်ပြီးတော့ခလေးကိုအယုတ်မရေးရအောင်ဟန်တာထားကြတယ်။အဲ့ဒါမှားတယ်။ဒီလိုဟန်တာတာခလေးရဲ့အခန်းကဏ္ဍသူ့အစွမ်းစားကိုခြေဖြတ်ရာရောက်တယ်။ခလေးရဲ့အစွမ်းတတိတွေကတုံးကုံစွန့်အကုန်ကြတယ်။ ကလေးခမညာသူ့ကိုယ်သူယုံကြည်မှုနဲသွားပြီလေကိုသားသမီးကိုဆရာဝန်ဖြစ်စေခြင်းတဲ့သူပဲဖြစ်ဖြစ်အင်ဂျင်နီယာဖြစ်စေခြင်းတဲ့သူပဲဖြစ်ဖြစ်တချို့ကအောင်မြင်တဲ့စီးပွားရေးသမားဖြစ်စေခြင်းကြတယ်ကြီးလာရင်ဘာကြီးပဲဖြစ်စေခြင်းပါစေကလေးမှာကိုယ်ပိုင်အတွေးခေါ်ရှိဖို့ ကိုယ်တိုင်ဆုံးဖြတ်တတ်ဖို့တဘာဝကိုကြည်မြင်တတ်ဖို့ခံစားစရာတွေကိုခံစားတတ်ဖို့ကအရေးကြီးပါတယ်ဒီလိုအချင်းကောင်းတွေရဖို့ကလေးတွေကို ပကြည်ရေးကြပါစေလို့လည်းကျမကတိုက်တွန်းပါတယ်ပကြည်ရေးတဲ့ကလေးဟာကိုယ်ပိုင်ထိုးထွင်းတည်ထွင်ခြင်းနဲ့အခက်အခဲကို ရင်ဆိုင်ဖြေရှင်းတတ်တယ်အလှအပအကောင်းဆိုးကိုတီချာခွဲခြားသိတတ်တယ်ဒီလိုအသိဉာဏ်တွေဟာဘဝတသက်စာအရေးကြီးတယ်လေ ။တမီနင်းယူဝေပကြီးရေးဆွဲနေတဲ့ပုံကိုကြည့်ရတာပြင်ပပယောဂအနောက်ဆက်တွေဖိစီခံနေရတယ်ထင်ပါရဲ့။သူခမညာအဲ့ဒီနောက်ဆက်တွေကိုလုံထွေးပုတ်တက်နေရတယ်လို့ပါပဲ။ငကိုကခတ်တီတီနေတဲ့မျက်နှာလေးမှမျက်မှောင်ကုတ်လိုက်နှခမ်းလေးမဆိုသလောက်ဆူသွားလိုက်တက်ပြင်းချလိုက်နဲ့။ကလေးတွေဟာသူတို့ဒီနေ့ပျော်ပျော်ပါပါရေးကြတဲ့ပကြီကားတွေရေးပြီးလို့ကျမကိုပြပြီးတော့တချို့အိမ်ကိုတောင်မှပြန်ကုန်ကြပြီ။နှင်းယူဝေကတော့ ကြားကုတ်ကြားခဲအားဆိုင်အနေတုံးမှာပဲအပေါ်နှခမ်းချက် နားစီမှာချွေးစာလေးတွေအဥလို့သူ့ပကြီးကလာပြတော့ကျမလည်းတည်တည်ချာချာကြည်တာပဲဒါပေမဲ့တိတ်တဘောမပေါက်ဘူးဘာပုံရေးတာလဲသမီးသူ့မျက်လုံးရွဲတွေပေါ်အောင်မျက်ခွန်လန်းကြည့်ရင်းနဲ့ဆီယာမဖြစ်ပြီးဒါတော့မှမသိရကောင်းလားဆိုတဲ့အကြည့်နဲ့လေနှင်းရွေရှင်းတော့လဲလင်းသွားတာပါပဲဒါတိုင်းပြိုင်ဝဲရေးထားတာမင်းကလေးတည်းမဲ့သူ့ရေးချယ်တဲ့အကြောင်းအရာကိုကြည့်ပြီးအံ့ဩမိတယ် သူ့ကိုတက်လှည့်ပကြီကားကိုတက်လှည့်တပြန်ကြည်နေမိတယ်။ဒီနေ့မိန်းကလေးတွေမိသားစုပန်းချန်သွားတဲ့ပုံစူပါမားကတ်သွားလဲကြတဲ့ပုံတရင်ကျုံမိပူစော်ကြတဲ့ပုံတွေဖျားဖို့ထွက်နေကြတဲ့ပုံတွေရင်းနေကြတဲ့ချိန်မှာနေယူဝေကတိုင်းပြိုင်ပွဲတဲ့ဟောတာလေးတွေကရောလေးတောင်ကွက်လေးတွေထဲကခေါင်းပြက်လေးတွေနဲ့တူတဲ့ခေါင်းမဲမဲလေးတွေကဘာတွေလဲလို့မေးကြည့်တော့ ဒါအရင်နှစ်တွေကတိုင်းပြိုင်ပွဲတွေမှာစုရတဲ့သူတွေရဲ့ဓာတ်ပုံတွေပါဆီယမ။ကျမအံ့ဩသဘောကျမိလို့မဆုံးခင်တမီနေယွေကဆက်ပြောလိုက်သေးတယ်။ဒီလိုဂုံပြူထားတော့ပြိုင်မဲဝင်တဲ့သူတွေကပိုကြိုးစားမှာပေါ့တဲ့။ကျမတို့တော့သူပြောမှသိရတဲ့ဗဟုသုတပါ။ငါတခါမှအခုလိုမတွေးမိဘူး။ခြံတဲ့ကလေးတွေရှိမှချီကျူတော့သူ့ခက်တီတီမျက်နာလေးမှာရှက်စနိုးနဲ့ပြုံးရောင်တန်းနေဆိုယုံလေ။နှင်းရင်ဝေးရေးတယ်။ ပကြီကားတွေမှာအကွက်လေးတွေပါလေးရှိတယ်။ကျမကသူ့ကိုဒီအကွက်တွေကိုဖျောက်ပြီးတော့ရေးစေခြင်းနဲ့ပြီးတော့တင်းနှမ်းမှာသူ့နေထိုင်တဲ့ပုံကတိတ်ပြီးတော့ DJ လုံးနဲ့တီချာဆန်လုံးနဲ့သူ့နာဝင်းကျင်ကခလေးတွေတွန်းထိုးဆော့ကြရင်လေသူကဟေ့ဘာညာလဲမပြောဘူး။မစွာလဲမစွာဘူးဂယုကိုမစိုက်တာ သူ့ပကြီထဲမှာစိတ်နှထားတဲ့တမာတိအကောင်နဲ့ပကြီဆီယမကြီးတယောက်နဲ့တူတယ်။ခလေးတယောက်နဲ့ကို မတူဘူး။ ဒီလိုပကြီကားမျိုးမဟုတ်ပဲပျော်ရွှင်စရာကောင်းတဲ့ပကြီကားမျိုးရေးပါအောင်လားတမီးလေးကတုတ်တုတ်မှမလှုပ်သလိုခေါင်းလည်းမငိမ့်အေးလည်းမဆူဘူးဟုတ်ကဲ့ဆိုတာကတော့အဝေးကြီးနောက်တနေ့မနက်မှာရေးပြီးလာပြတဲ့ပကြီကားကြပြန်တော့လေကျမအံ့ဩထီထူရပြန်တာပါပဲစစ်တပ်နဲ့တက်တိုက်ပွဲဖြစ်နေတာတဲ့တိုက်ကြတာမှဘက်နှစ်ဖက်ကအင်းနဲ့အားနဲ့မိကုံရန်ကုံတိုက်နေကြတဲ့ပုံရေးလာတယ် စစ်တပ်အင်အားနှစ်ဖက်စလုံးအများကြီးလို့ရေးပြခြင်းတော့နှီးယူဝေကစစ်သားတွေရဲ့အရွယ်ကိုကြီးရကနေတဖြည်းဖြည်းငယ်ပြစ်လိုက်သေးတယ်တိုက်ပွဲပြင်းထန်ကြောင်းသိသာအောင်လိမ္မော်ရောင်အနီရောင်တွေလည်းရဲရဲတောက်နေအောင်ရေးချေဖော်ပြလာပြီကျမကတော့တမိနီဝေမှာအစွမ်းစားရှိတယ်ဆိုတာတိတိချာချာယုံကြည်ရဲ့သူများထက်ထူးခြားမဲ့ကလေးဆိုတာသူ့စားမှာပြနေရဲ့ဒါကြောင့်သူဘာလို့လဲဘာရီဘယ်လိုရေးမလဲသိချင်စိတ်နဲ့စောင့်ကြည့်မိတယ် ။ခလေးတွေရေးပြီးတော့လာပြတဲ့ကားတွေကိုအသေးချာကြည့်တယ်။ကျမစဉ်းစားတယ်။နားမလည်ရင်မေးတယ်။သူတို့အဖြစ်ရဲ့မှတ်ချက်ကိုတော့တကယ်ကောင်းရင်ကောင်းတယ်လို့ချီးကျူးပေးလိုက်တယ်။မကောင်းသေးရင်လည်းအကြိုက်လိုက်မပြောဘူး။အားမပေးရသေးဘူး။စူးစမ်းအောင်တတိရှိရှိနဲ့ရဲရဲနဲ့သာရေးလို့ပြောလိုက်တယ်။ကျမကအပေါ်ရီမပြောသလိုသူတို့ကလည်းအပေါ်ရီမလုပ်ဘူး။ရိုးရိုးပဲ။သူတို့အစွမ်းကို ဖော်ထုတ်ခိုင်းုံတတ်တတ်ပဲလေ။ ။နောက်ပိုင်းရေးတဲ့ပကြီကားတွေမှာကြတော့အဆင်ပြေသွားပြီ။သူတို့ကလည်းကျမကိုချွေးကြအောင်ပုတ်စာထုတ်တယ်။ကျမက အသက်အောင့်ပြီးဖြေရတဲ့သူ ပုတ်စာကောင်းရင် သူတို့ကိုချိုးချင်းမုံနှုတ်စုတစ်ခုတော့ဆုချအကုန်ပြုရတာပါပဲ။ မိဘတွေတာသမီကို ချစ်ကြတာက ထုံးစံပါပဲအပြစ်မဟုတ်ပါဘူးတချို့ကတော့လွန်ကဲတဲ့ချစ်ချင်းနဲ့ချစ်ကြတယ်ဒါပေမဲ့ချစ်ပုံချစ်နီးမှလည်းမှားတော့ချစ်ရမရောက်ဘူးတာသမီတွေမှာပကြီးဝန္ဒနာပါတဲ့အစွမ်းစပြရင်မိဘတွေကလည်းပကြီးပစ္စည်းတွေပကြီးရေးတဲ့စာအုပ်တွေအယောင်ချဲတဲ့စာအုပ်တွေဝယ်ပေးကြတယ်တဆင့်ပြီးတဆင့်ပုံသင်နည်းနဲ့ပကြီးရေးတဲ့တင်နဲ့စာအုပ်တွေကပါလာတာပေါ့ တချို့စာအုပ်တွေ ပကြီးပစ္စည်းတွေကဈေးကြီးလေတော့ပုံအောဝယ်ပေးလိုက်လို့လဲပတ်စံတော်တော်ကုန်သွားရင်သူတို့တာဝန်ကျေပြီလို့ယူဆပြီးခြေနဲ့သွားကြတယ်ဟုတ်လာပြီးထင်သွားကြတယ်တချို့ကပုံရဲတဲ့ကိရိယာတွေပါထည့်ရောက်လိုက်ကြလို့ဝယ်ပေးကြရသေးတယ်ဒါမျိုးလုပ်ဖို့မကောင်းဘူးကျမအာမပေးဘူးခလေးတွေရဲ့နှုတ်နယ်တဲ့အသိဉာဏ်မှာထိခိုက်တတ်တယ်သူတို့စဉ်းစားတွေးတော့ရမှာအကန့်အသတ်တွေဖြစ်ကုန်တယ်အနောက်ရှက်တွေဖြစ်ကုန်တာပေါ့ ဒါကိုမိဘတွေကမသိကြဘူးဥပမာအိမ်တအိမ်လုံးဂျင်းမယ်ဆိုရင် ပေဒံနဲ့ပဲဆွဲတယ်ပေဒံမပါရင်အိမ်ကိုမရေးတတ်တော့ဘူးနီးလန်းပြတဲ့စားအုပ်မှာ ပေဒံနဲ့ရေးဆွဲနေအစစ်စစ် နမူနာပြထားတာလေဒီအတွေ့အကြုံရှိတဲ့ကလေးကနှေးကွေးသွားပြီးတော့ကို့အားကိုမကိုးတတ်တော့ဘူးတီထွေရေးနိုင်စွမ်းနေသွားပြီးတော့ဖော်မြူလာနဲ့ကြည့်ပြရတဲ့ဖော်မြူလာကလေးဖြစ်သွားပြီမိဘတွေကအဲ့ဒီစာအုပ်တွေပစ္စည်းတွေ ိမ်မှာစွတ်ရေးခိုင်းကြတယ်။တချို့ကခလေးပျော်မှရေးတော့မဟုတ်ဘူး။ဘယ်နှနာရီကနေဘယ်နှနာရီထိပျော်ချိန်ရှိရမဲဆိုပြီးကြောင်းစာတင်တယ်လို့ကန့်သတ်နေကြသေးတယ်။မိဘကိုကြောက်တော့နေ့တိုင်းနှစ်နာရီဖြစ်နှစ်နာရီရေးရရှာတဲ့။အဲ့ဒီလိုခလေးတွေကတင်တန်းရောက်တဲ့အချိန်မှာ ပကြီးရေးရင်အကွက်တွေနဲ့ရေးလေရှိတယ်။အခုနောက်ပိုင်းဒီလိုခလေးတွေအများများလာတယ်။ ပြီးတော့လူမင်းကြိုက်ပကြီကားတွေအရောက်ဆုံးရလှတာပဲဆိုတဲ့ပကြီကားတွေကိုကိုယ်အရေးခိုင်းကြတတ်သေးတယ်။ဒီလူကို ကျိုးနဲ့ခက်တင်တင်တုတ်လာခဲ့တာ။လမ်းတစ်လျှောက်လုံးလဲရိုက်လာခဲ့တာ။လက်တီးနဲ့လဲထိုးတယ်။စိုက်ကလည်းကစ်လာတယ်။ဟောဒီရေဖလားကသူတတိမရင်ပြန်တတိယအောင်ပတ်ဖို့ရေးနေပါတယ်။တတိယပြီဆိုရင်ဟောလူလက်ထဲမှာဓာတ်တွေ့လာ။အဲ့ဓာတ်နဲ့ထိုးမှာ။ဓာတ်ကအစင်သင့်ဟိုကမြည့်ရဲ့ ရေရွေအများကြီးဓာတ်နဲ့ထိုးပြီးရင်အဲ့ဒီလူကိုမြစ်ထဲကိုကန်ချမှာဖြစ်စဉ်ပြရင်းနှီးမျိုးစုံရေးပြီးတော့ပါဇက်နဲ့ရှင်းပြတာနားထောင်ရင် သူ့ပကြီးကကြည့်ရင်ကျမအံ့ဩမိတယ်တယ်လဲကြောက်စရာကောင်းတဲ့စိတ်ကူပါလားတော်ယုံကလေးကဒါမျိုးစဉ်းစားပါမလားသူ့စိတ်မှာအမယွတ်တစ်ခုခုရှိတန်ကောင်းရဲ့သမီးရဲ့ဆီယမဖြင့်သမီးပုံကြည့်ပြီးတော့ချက်သိန်းကိုထထားတာပဲပျော်စရာကောင်းတာရေးုံလေ နှင်းဤဝေမျက်နှာကခက်တီတီမဟုတ်တော့ဘူးရဲတယ်သူ့အိမ်ကဝယ်ပေးထားတဲ့အယုတ်စာအုံနဲ့တီဗီကရတဲ့မြင်းစရာတွေကတဆင့်ရုပ်ပုံတွေတမီခက်သက်သက်ရေးနိုင်လာပြီမြင်မှုတဲ့အယုတ်ကားတွေကနေပြန်ရေးဆွဲထားတဲ့စောင်းနှင်းကလာဆိုတဲ့ပကြီကားဟာငွေရိုးဆုံးကအက်စကီမိုဇက်ကောင်နဲ့ရေးတယ်လူတယောက်ကိုလှုပ်ကြံပုံရေးပြီးတော့အဝိရှော်လှမ်းနေတဲ့ပုံနောက်တနေ့ရေးပြန်တယ် ဖြည့်စေးသဘောလားမသိပါဘူး။ဒါပေမဲ့အိမ်ကဝယ်ပေးထားတဲ့စာအုပ်တွေရဲ့မြင်ကွင်းတွေကတရွေ့ရွေ့ထွက်လာပါပြီ။ဝမ်းသာစရာပါပဲ။တိုက်ပွဲဆိုတဲ့ပကြီးကားကတော့ပကြီးဆီယမလေးကိုမလေးစားပဲမနေနိုင်ဘူး။ဟိုဘက်ဒီဘက်နှစ်အုပ်စုပြိုင်ပြီးတော့လူဆုံတက်ဆုံရင်ဆိုင်နေလိုက်တာအမေရိကန်သမိုင်းတွေကလွတ်လပ်ရေးအတွက်တိုက်ပွဲနေနေကြတဲ့ပုံကိုသတိရစေတယ်။သူသာကြီးလာရင်ရာဇဝင်နှိပ်ပတ်တော်များရေးဦးမလားလေလား။ နှင်းယူဝေနောက်ပိုင်းရဲတဲ့ပကြီကားတွေမှာလိုတလောက်ပဲလှုပ်တယ်မလိုတာကိုမလှုပ်ဘူးဖြက်ညက်ကက်လှုပ်ရတဲ့လေ့ကျင့်ခန်းတွေမှာလည်းလောဘမကြီးဘူးခေါင်းအေးအေးနဲ့လူရာလေးတွေကိုပဲအကောင်ဆုံးလှုပ်ပြသွားတယ်သူရဲ့အေးဆက်တည်ငြိမ်တဲ့အမှုရာကို ကျမနားလည်လာပါပြီ အစွမ်းတက်တီရှိတဲ့လူလေးမို့ကျမရဲ့နှွေးထွေးကူးဆိုင်မှုတွေက သူ့အစွမ်းတက်တီစိတ်ကူးဆန္ဒတွေကိုမြေတောင်မြောက်ပေးမိရတာကလေးတွေ အယောင်နဲ့ပတ်သက်ပြီးတော့တတ်မှတ်ချက်တွေရှိတယ်။သူတို့ရဲ့တတ်မှတ်ချက်ကိုပြင်ဆင်ပေးမယ်ဆိုရင်သူတို့ကမနစ်သက်ကြဘူး။သူတို့ပြနေတာကိုနားလည်အောင်မကြည့်ပဲနဲ့ကိုပြောတာကိုပဲစွန့်နားထောင်ခိုင်းတယ်လို့မျိုး။ဒီတော့ဘယ်လိုလုပ်အောင်မြင်ရမလဲ။ခောက်ရတခြား၊ရှရတခြားတင်ပြမှုကိုပဲလူတွေကသိကြတယ်။ပညာလဲတက်၊ငွေကြေးလဲချမ်းသာ၊ပညာကိုလဲအစွမ်းကုန်တက်စေခြင်းနဲ့မိဘတွေကပကြီးဝါသနာပါတဲ့ကလေးကိုပြုစုပြောထောင်ဖို့ အကျံအကြီးကြီးကျန်ကြတယ်။အဲ့ဒါကတော့ခုနှစ်နှစ်ရှစ်နှစ်ရွယ်ကလေးကို နိုင်ငံတော်ပကြီးချောင်းကတင်ရိုးတိုင်းတင်ပေးချင်တာတင်ပေးချင်ကြတာပါပဲ။လူခန္ဓာကို အချိုးစားတွေကိုက်ညီအောင်အနီအဝေးစနစ်နဲ့ရှုခင်းတွေ ရေးနိုင်အောင် တက်စီချင်ကြတယ်။မိဘတဦးကသူစားထဲမှာဖတ်ဖူးတယ်။ကဘာကျော်ပတိစီယာပီကာဆိုဟာအသက်73နှစ်သားမှာပုံတံတန်းအချိုးစားနဲ့ပတ်သက်ပြီးတော့တင်ရိုးကုန်ခဲ့ပြီတဲ့ ခုနှစ်နှစ်ရှင်းနှစ်သမီးကို73နှစ်သားပီကာဆိုထက်တာစီချင်ရောသလားခလေးတွေမှာအစွမ်းစကိုကြီးရှိကြတယ်ဒီအစွမ်းစတွေကို မြေတောင်မြောက်ပြုစုရမှာကကျမအလုံးမြေတောင်မြောက် ပေးရမှာကလည်းကျမအလုံးမြေတောင်မြောက်ယုံနေမဟုတ်ဘူးပေါင်းမှာတင်ရမယ် သူတို့လေးတွေအလုံးပကြီးစရာပကြီးစရာမှဖြစ်လာခြင်းမှဖြစ်လာမှာပါဒါပေမဲ့သူတို့ရှင်တန်ကြီးထွားရာဘဝအတိတ်မှာအညွတ်တလူလူနဲ့ရှင်တန်ဖို့ကျမဘဝတသက်စာပြင်ဆင်ပေးနေတာပါဒီနေ့ចောင်းសិវဲបជីပြပွဲကိုចមខန်းកានណាលោតတယ်ទិនណាតាតាយោយបជីកាមកមិនចាន់សីយាဘူးဆိုတာចមរទិនណាយេមូលីណាយននីមកទုံးដតាបုတ်ပြារីមកឆိတ်ស្វဲថាတဲ့បជីរីហាអាយ៉ាងរីសុងលោ တောက်တောက်ကြွားကြွားတွေလည်းရှိတယ်။ရိုးရိုးကုတ်ကုတ်ရောင်တွေလည်းပါတာပေါ့။ကျမသားသမီးတွေရဲ့အစွမ်းတက်တီတွေတင်ပြတဲ့အယံမအော်ပရာကြီးပေါ့။ကျောင်းစင်းပြပွဲဖို့ကလေးတွေအားလုံးပျော့ပျော့ရှင်ရှင်တက်တက်ကြွားကြွားလာအားပေးကြတယ်။မြို့တွေကဗဇီဝါဒနာရှင်တွေကျောင်းသားမိဘတွေကလည်းပါတာပေါ့။နင်းယူရဲ့ဖခင်ကိုတော့မတွေ့ရပါဘူး။ သမီးလေးရဲ့စမ်းကြယ်နဲ့နဲ့စွာ တွေးခေါ်ရေးဆွဲထားတဲ့ပကြီကားကိုလာပြီးမခံစားခဲ့ဘူး။သမီးမအဖော်တယောက်တော့ပါလေရဲ့အမေပဲထင်ပါရဲ့။အော်အော်ဒါသမီးရရလား။အင်းအင်းလှသားပဲဆိုတော့ခက်ပော့ပော့မချက်လေးတွေပေးပြီးတော့ပြန်သွားတယ်။သမီးကိုချစ်ပေမဲ့သမီးအတွက်အချိန်မပေးနိုင်ဘူး။စိတ်မဝင်စားတာလည်းဖြစ်နိုင်တယ်။နေယူဝေတယောက်ပြပွဲ၃ရက်စလုံးပျော်ရွှင်ကြည်ဝေးနေတာတွေ့လိုက်ရတယ်။ သူ့တငယ်ချင်းတွေနဲ့အတူကုံပေါက်ပြေးလာပြီးတော့ပကြီကားတွေကြားမှာရေမောနေလိုက်တာကျမရင်ထဲမှာကြည်နူးလို့မဆုံးဘူးပကြီဆရာကလေးတွေပကြီဆရာမလေးတွေရဲ့ဥကောင်းထက်မှာအဖိုးတန်နဲ့ခြေနဲ့မှုတရဖူတွေကိုစီနေနေယူဝေဒါကြောင့်ရေမောပျော်ရွှင်နေတာမိမိကိုမိမိကျင့်တတ်တယ်ဆိုတာအလွန်တန်ဖိုးရှိပါတယ် ကလေးတွေဟာမိဘတွေရဲ့ခောက်ရိုးကျိုးနေတဲ့တမယိုးကျစိတ်ကူးတွေဖော်မြူလာဆန်တဲ့ဗကြီးရင်းကြီးတွေစိတ်ကူးကိုကန့်သက်ထားတဲ့အယောင်ချဲစာအုပ်တိုင်းပြိုင်ပွဲကျင်းပနေကြရတယ်။ကျမရဲ့တပည့်လေးတွေရဲ့ဓာတ်ပုံတွေပြိုင်ပွဲခန်းမှာချိတ်ဆွဲနိုင်ခဲ့ပြီ။လွတ်လပ်စိတ်တိုင်းပြိုင်ပွဲညီပုလေး ယခုတကဆက်လက်ဖက်ပြပြီးမယ်ဝတ္ထုတို့လေးရတော့ဆရာညီပူလေးရေးသားထားတဲ့ခြေစံနေချွေးနဲ့ကတွင်ဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါအောင်ရှင်။ခြေစံနေချွေးနဲ့ကတွင်ပင်နာရိတ်ကိုပထမဆုံးရောက်တဲ့သူကထုံအောင်ပဲရောက်ရောက်ချင်းသူ့ဖော်တွေကို တွေ့လို့တွေ့ညာဘေးဘီကိုကြည့်တယ်ဒီလူတွေနဲ့နောက်ကျလိုက်တာလို့တွေးမိရင်လာမဲ့လမ်းစီလမ်းမျောနေတယ်ဒီနေ့သူဘိုက်တော်တော်စာနေပြီ စာဆိုမနဲ့ကလေးကဟုတ်တိပတ်တိသူစားခဲ့ရတာမဟုတ်ဘူးဒုတိယရောက်လာတဲ့သူကအုံကျော်နေကောင်းလို့ညိုနေတဲ့အသားရောင်ကြားကဖွင့်နေတဲ့သွားတွေပေါ်အောင်သူက ပြုံးနေတယ်တကယ်တော့သွားတွေကတိတ်ဖွေးလာတာတော့မဟုတ်ပါဘူးအသားကညိုနေတော့သွားဖွေးသွားတွေကဖွေးဖြူနေတယ်ထင်ရတာပါဒီကောင်ဘာတွေများသဘောကြပါလိမ့်လို့ထုံးတော်ကဗိုက်စာစာနဲ့ခက်ချင်းချင်းတွေးနေမိတယ်။ဧကန်ကထမင်းချိုင်ကတော်တော်လေးလေးပုံပေါက်တယ်။ ဒါမှမဟုတ်ဟင်းကောင်းကောင်းပါလာတယ်ထင်တယ်လို့ကိုလိုရာကိုဆွဲတွေးလိုက်တယ်။ခဏနေတော့ဒီနေ့ထမင်းဝယ်ဖို့အလှကြတဲ့ချစ်ရွှေရောက်လာတယ်။သူ့စိုက်ကားကိုရောက်နေနေတဲ့နှစီပေးမှရှင်ပြီးတော့ရက်ထားလိုက်တယ်။ဦးလေးမြအဖို့တော့နေရိတ်ကောင်းကောင်းမှသူတို့နေရာခြံထားကြတယ်။ကျွကျွအိထဲမှာအငွေ့တချောင်းချောင်းထားနေတဲ့ထမင်းနေချွေးတွေနဲ့စိုးကုံမဆိုးလို့ချစ်ရွှေကကျွကျွရဲ့အဝကိုလှန်ထားလိုက်တယ်။ အုံကျော်ကဖုံတုတ်တဲ့အဝတ်နဲ့သူ့ဆိုင်ကားကိုရှောက်ပို့နေတယ်။ချင်းရုံသလားလို့လက်နဲ့အသားဖိကြည့်တယ်။ထုံးတောင်လဲတဆန်းဆန်းနဲ့ဖြစ်နေမှန်းသိလို့ဦးလေးမြလာတော့မှာပါ။ငါထွက်လာတော့ဦးလေးလည်းခြိုက်နေစစ်နေပြီကွလို့ချစ်ရွှေကပြောတယ်။အုံကျော်ကတော့မိုးရရင်ခီးတဲ့တွေရဲ့ပစ္စည်းကိုအောက်ဆိုင်တဲ့ပလတ်စတစ်စာကိုမြေပေါ်မှာပြက်ပြက်ပြူးနေအောင်ခင်းနေတယ်။ဒီပလတ်စတစ်စာတွေဟာသူတို့အတွက်အခုချိန်မှာစပွဲကင်းပါပဲ။ တိတ်မကြပါဘူးဦးလေးမြရောက်လာတယ်ချုံတော်ကဦးလေးမြစိုက်ကားပေါ်ကထမင်းကြိုင်နှစ်ကြိုင်ကိုစီးပြီးယူလိုက်တယ်၃စင်စတီးကြိုင်ကနှလုံးကြိုင်တွေကိုလှမ်းယူရင်းလက်ကစကြည့်မိတယ်ဘယ်ကြိုင်ကအပိုလေးလဲလို့လေဒီနေ့တော့နှစ်ကြိုင်လုံးကတိတ်မကွာပါဘူးအုံးကျော်ကဦးလေးမြရဲ့စိုက်ကားကိုယူပြီးတော့နေရိတ်အကောင်းမှာဘန္နာဘင်ရဲ့ပင်စီရင်းကိုတွားထားမယ်လို့တော့ဦးလေးမြကအထားမခံဘူးသူ့ဘာသာတွန်းပြီးတော့သွားတယ် သူတို့ဆောင်ကထမင်းလက်ဆောင်စားကြတဲ့ထုံးစံရှိတယ်လေဒီထုံးစံကတော့ဦးလေးမြစားလိုက်တဲ့ထုံးစံပါပဲဘဝတူတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်တိုက်တိုက်ဝုံဝုံမျှတာစားရအောင်ဦးလေးမြစီစဉ်ထားတာပါသူတို့နေ့လေစားကိုဒီချိန်စုစားနေကြနေ့တိုင်းတော့မဟုတ်ပါဘူးစတိချိုင်တွေပလတ်စတစ်ချိုင်တွေဖွင့်လိုက်တော့ဦးလေးကလွဲလို့ကျန်တဲ့လူငယ်တွေရဲ့မျက်လုံးတွေကအယောင်တွေထွက်နေသလိုပဲသူတို့လူငယ်၃ယောက်ရဲ့အသက်တွေကမတိမ်မငြိမ်နေလေ ထုံးထောင်တဲ့ဦးလေးများတို့ကတနေနေသားတွေမြင်းမုန်းနေသားတွေအုံးကျော်ကမတရားနဲ့ချစ်ရွှေကတော့ဒီမျိုးသားဦးလေးများကျေစုသူတို့ပေါ်မှာရှိသည်ဦးလေးများအဆက်အသွယ်နဲ့အခုလိုသူတို့စိုက်ကားနေနေနိုင်တာလိုင်စင်ကအဆစိုက်ကားဆုံးဦးလေးကလှုပ်ပေးတာစီစဉ်ပေးထားတာလေချစ်ရွှေနဲ့အုံးကျော်တို့ရဲ့အုံနာကတယောက်မလွန်ချင်းတဲ့နဲ့မှနေတယ်ထုံးထောင်ရဲ့အုံနာကမြို့တစ်ကဦးလေးများကတော့ကိုပိုင် စိုက်ကားနေလာတာပဲနှစ်တွေကနေလာဒါပေမဲ့ဦးလေးမြဇနီးဒေါ်လေးမေကအသိဆဲအစုအစီကောင်းလို့ဦးလေးမြကကိုပိုင်ဖြစ်နေတာသူ့သဘောအတိုင်းသာဆိုရင်တော့စိုက်ကားဝယ်နိုင်ဖို့ကဝေးလို့လက်ကင်မှာတက်ထားတဲ့နှိမ့်လိုက်ရင်အော်မြင်နေတဲ့ဟောင်းအောင်မှာဝယ်နိုင်မှာမဟုတ်ဘူးဦးလေးကအပေါင်းတင်တိတ်ခင်တတ်တာပဲသူ့လိုကိုလိုတဲ့အဆိုရင်ဘသူ့ကိုမှလက်မနေဘူးအဲ့ထဲကကြီးထုတ်ပေးထားတာ ။ချင်းကားသွားတဲ့လူတွေကလည်းအများကြီး။တချို့ကလည်းပစ္စည်းကိုမပေးနိုင်ကြတာ။တချို့ကလည်းတကယ်ကိုပြန်မပေးနိုင်ကြရှာတာ။အုံကြုံယူလာတဲ့အချိန်ကိုဖွင့်လိုက်တော့ကြက်သွန်နဲ့မှွေပြီးတော့ကြော်လာတဲ့ကြက်ဥကြော်နေနေနဲ့စီတုပ်ဦးကခဲပြတ်လောက်နှလုံးရှိသေးတယ်။ထမင်းကလည်းလက်ဖက်ရည်ပကံတလုံးရော့ရော့ရှိနေသေးတယ်။ချစ်ရွှေက သူ့ရှိမှာရှိတဲ့ကြိုင်တွေကိုဖြုတ်ပြီးတော့အစီကြီးချနေတယ်။ဗိုက်တိတ်စာနေတဲ့ထုံးတော်ကတော့ချစ်ရွှေဝဲလာတဲ့ထမင်းကိုရော့နေလွတ်နေတဲ့ကြိုင်တွေထဲထည့်ပြီးတော့ဝေးပြီးလိုက်ထည့်နေတယ်။ဦးလေးမြအတွက်တော့ဦးချတဲ့အနေနဲ့အရင်ဆုံးဝေးတယ်။မြေပဲဆန်ကျော်အစိမ့်ကျော်ဝါယိုဟင်းညို မုံကြီးချင်းချက် စတဲ့ဟင်းတွေကသူတို့ရှေ့ကကြိုက်နေတယ်မှာအတီးတီးနေရာယူထားကြတယ်။စတီးစုံကိုစင်နဲ့သူတို့ထမင်းပွဲကဖြတ်သွားဖြတ်လာတွေကငေးကျင်စရာပါ။တချို့ဆိုင်ကဆရာတွေကလည်းသူတို့ကိုလဲပြန်လှည့်ကြည့်သွားတယ်။ခလန်လန်းမှာဆောက်လက်စတိုက်မြင့်ကြီးတစ်လုံးတစ်လုံးမှာအလုံးလုံးနေတဲ့ပယံတမလေးတွေရဲ့ထမင်းဝိုင်း၃လေးဝိုင်းလည်းရှိသေးတယ်။သူတို့အထက်မှာဝါရင့်ဆုံးဖြစ်တဲ့ဦးလေးမြတ် ညကကလေးတွေနဲ့အကျိုးပေးတယ်လို့ပြောရလိမ့်မယ်။ဈေးကြိုထဲမှာအထယ်ဆိုင်ထွက်ကြတဲ့မိသားစုတစုရဲ့ကလေးတွေကနေအစာပြုခဲ့တာပါ။သူတို့မိသားစုက33လမ်းထဲမှာနေကြတယ်။အဲ့ဒီအိမ်ကကလေးလေးယောက်ကို မနက်9ခွဲမှာသွားခေါ်ရတယ်။ပြီးတော့89လမ်းကတရုတ်စာသင်ကျောင်းကိုပို့ရတယ်။9နာရီမှာတရုတ်ကျောင်းကနေကလေးတွေကိုအိမ်ပြန်ပို့ အိမ်မှာကျောင်းဝတ်စုံလဲကြမောက်စားပြီးကျောင်းကိုတခါပို့ရတယ်။ကျောင်းပို့ပြီးရင်ဦးလေးမြကဈေးကိုကုန်ရှိရင်ပို့ပေးရတယ်။မရှိရင်လည်းနေ့လည်ကျကျောင်းကိုထမင်းသွားပို့ရတယ်။ကလေးငယ်တုန်းထမင်းပို့ရင်လည်းမကပါဘူး။ထမင်းမှာစောင့်ကြွေးခဲ့ရတာ။ပြီးရင်လည်းထမင်းဆိုင်ကိုအိမ်ပြန်ပို့ပေးရ။ဈေးကိုထမင်းဆိုင်ပို့ ကျောင်းဖို့ကျောင်းကျူကျူရှင်ကျူနဲ့ဦးလေးမြခမညာတခါတလေဒီပြင်တောင်မှအငားမလိုက်ရပါဘူးဒီမိသားစုရဲ့ကိစ္စတွေနဲ့ပဲတဏီကုံသွားတာလေသူတို့ကလည်းဦးလေးမြကိုလာကပေးပါတယ်တခါတလေအဝိဟောင်းလေးတွေလည်းဆင်းတယ်အခုကိုမှဝှစ်ထားတဲ့ရင်ဘက်မှာသူမဖတ်တတ်တဲ့စာတန်းနဲ့တီရှပ်အစိမ်းကြီးလည်းဝှစ်ထားတာပေါ့သူတို့ရဲ့ရိုးရံနဲ့ဆိုင်တဲ့နေရက်တွေမှာလည်းထမင်းကျွေးတယ်။ညရင်လည်းအိမ်မှာကျန်တဲ့မိသားစုအတွက်ထမင်းတွေဟင်းတွေထည့်ပေးလိုက်သေးတယ်။ ကျောင်းကျူကျောင်းဖို့လာကကတသက်ဒီပြင်လုပ်တွေခိုင်းတာကတသက်နေရှင်ပေးရလေအကြီးဆုံးကောင်ကအားလီ နောက်ကောင်မလေးကအားဟွာ နောက်ပြီးတော့အားဖုံနောက်ဆုံးကောင်လေးကတော့အားကွေသူတို့တွေဥလင်းမြလက်ပေါ်စိုက်ကားပေါ်မှာကြီးလာရတာအခုတော့သူတို့တော်တော်လူလားမြောက်နေကြပြီဘွဲရပြီလို့အိမ်ထောင်ကြတဲ့သူတွေလည်းကြာကုန်ပြီလေ တက်ကတူတက်တဲ့သူကတက်နေသူတို့ကမွေးတဲ့ကလေးတွေနဲ့တခြားမိတ်ဆွေအစ်တွေရဲ့ကလေးတွေကို အုံကြော်တို့ချစ်ရွှေတို့ကကြောင်းပို့ကြိုလုပ်နေရတာလေဦးလေးမြရဲ့ဆက်ဆက်ရေးကောင်းမှုကြောင့်တိပြိမိသားစုတွေနဲ့လည်းမိတ်ဆွေဖြစ်ပြီးတော့သူတို့ရဲ့ကလေးတွေကိုကြောင်းကျို့ကြောင်းကျို့ဖို့လုပ်နေတုံးလေမနဲ့ကြောင်းသားကနေမုံမိုးတကြီးကြီးငိုယိုတောင်းတတဲ့ကလေးလေးကြုံရတယ် ဖွားရီတယုံမကြီးကလည်းမုတ်ဘိုးထက်ပြီးမှအငိုတိတ်တဲ့ကလေးမျိုးသူတို့မိဘခေကလို့တမတ်၅ဘူးနဲ့သူတို့ကြောင်းမသွားကြဘူးအုံးကျော်တို့ကို အသက်ရှူမှားလာအောင်မုတ်ဘိုးပေးလိုက်ရတာလေမနက်စောကြီးစိုက်ကားပေါ်မှာအားဟွာတို့အဖုံ အားခွေတို့ကိုဩဃာတာတင်ပေးဂုံတော်ကိုပါတင်ပေးခဲ့တာဦးလေးများပေါ့အခုလဲသူ့စိုက်ကားပေါ်ကကလေးတွေကိုတင်ပေးလျက်ပဲ ထုံးတောင်ရဲ့စိုက်ကားပေါ်ကခလေးတွေကတော့ဘာမှအကြောက်လန့်မရှိကြဘူး။သိပ်ဆော့ကြတဲ့ခလေးတွေ။အကြီးဆုံးအားလီကညနေကြောင်းစင်းရင်စိုက်ကားကိုနင်းပြီးတော့အိမ်ပြန်တယ်။ထုံးတောင်ကနဘေးကလက်ကင်နည်းနည်းထိမ့်ပေးုံပဲ။မင်းင်းပါနဲ့လူကြီးတွေတွေ့ရင် အမားကတွေ့ရင်ဆူလိမ့်မယ်လို့ပြောတာလည်းမရဘူး။အားလီကအိမ်နဲ့နင်းရင်တော့နေရာပြောင်းပြီးထိုင်လိုက်တယ်။သမီးဘွဲကနေ့တိုင်းစားလို့မိန်နဲ့သမီးဝိုင်းပါပဲ။ စတိကြိုက်ကိုစတိစုံจิตတန်တွေထွက်လာအောင်သူတို့အစားပြစ်လိုက်ကြတယ်။အုံကျော်ကဒီလိုထမင်းဝိုင်းတိုင်းသူ့သားသမီးတွေကိုတတိရတယ်။ချစ်ရွှေမိမကတော့ညနေပြန်လာရင်နေ့လယ်ကတော်တို့ဘာဟင်းနေနဲ့စားကြတဲ့တုံးလို့မေးတတ်တယ်။ချစ်ရွှေကလည်းဟင်းဆက်ကို ပြောပြတဲ့အခါငေးပြီးတော့နားထောင်တတ်တဲ့သူ့စနီးရဲ့မျက်နှာကိုမြင်ရောက်နေတယ်။တချို့ဟင်းတွေတော့သူလည်းမခေါ်တတ်လို့မပြောတတ်ဘူး။ထမင်းစားပေးကြလို့ပြန်ကားနေကြတော့ချစ်ရွှေက ဒီနေ့ဘာနေလဲလို့လှမ်းမိလိုက်တယ်။အုံကျော်ကသူ့အကျင့်အတိုင်းပစိုးစနဲ့စီပြန်နေတဲ့ပါဇက်ကိုတုံနေတယ်။ဦးလေးမြကဘသူဖြေမှာလဲလို့စောင့်ရင်းအကဲခတ်တယ်။ဘသူမှမဖြေတော့မှတောက်ကြနေလို့ဦးလေးကခက်လေးလေးဖြေတယ်။ဦးလေးရဲ့အဖေကိုကြားတော့ဘသူစီကလည်းမသိတက်ပြေးချတဲ့ခတ်တူတူတစ်ချက်ကြားလိုက်တယ်။သူတို့မျက်နှာတွေကတော့ခတ်တွေတွေလေးတွေဖြစ်သွားကြတယ်။ခုနကချလိုက်တဲ့တက်ပြေးချတဲ့ကို သူတို့ချင်းပဲခံစားနိုင်ကြတယ်လေသူတို့လည်းကြောင်းမှာမုံရောက်တဲ့မုတ်တဲတွေလိုပါပဲဂျေဆန်ဒီထွေးနေကြရင်ညီပုလေမြားနဲ့မောင်မဂဇင်1999ခုနှစ်အောက်တိုဘာလနာတော်ရဆင်ပေးသူညီကိုမောင်နှမတူတူတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်ကျမ်းမာပေးခြင်းကြပါစီရှင်